ဆက်ပေးမဲ့တဲ့ကတော့ရှင်းနှစ်အရွယ်ကလေးငယ်တအူအတ္တမပြည့်ခဲရပြီးတည်ဆုံမှုအတွက်တောင်းနေရှိပြီးတော့ဆန္ဒပြနေတဲ့မယ်ဖြစ်ပါတယ်။အသက်ရှင်းနှစ်အရွယ်မင်းကလေးငယ်တအူအတ္တမပြည့်ခဲပြီးတော့တည်ဆုံခဲ့မှုကိုမကျေနပ်တာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတောင်းနေရှိတဲ့ပြည်သူတွေဟာတောင်းဝင်ရှိသူတွေကိုဆန္ဒပြမှုတွေပြုလုပ်ခဲ့လို့သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ကမာကူရာမြို့မှာအဆိုပါဖြစ်စဉ်ကပြီးခဲ့တဲ့မက်ရှ်လ9ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးတိုက်ဆုံခဲ့ရတဲ့ကလေးငယ်ဟာအမဝင်ခွေးအိမ်ကိုအလဲပတ်သွားရောက်ခဲ့တာဖြစ်ပြီးအဆိုပါအချိန်မှာအထမပြုကျင့်ခံခဲ့ရတာဖြစ်ပါတယ်။ကလေးငယ်ရဲ့အမဖြစ်သူဟာအသက်16နှစ်အရွယ်ရှိပြီးတော့ခင်မုန်းတယ်နဲ့တွေ့နေထိုင်နေတာပဲဖြစ်ပါတယ်။ကလေးငယ်ကိုပြန်လည်တွေ့ရှိပြီးတော့ဆေးရုံကိုတင်ပို့ကူတာခဲ့ပေမဲ့ရရှိထားတဲ့တရားတွေကြောင့်ဆေးရုံရောက်ရှိပြီးတော့၃ရက်အကြာမှာတိတ်ဆုံးခဲ့တာပဲဖြစ်ပါတယ်။ ေတပ်ဖွဲ့ကကလင်းငင်အမားရဲ့ခင်မွန်ဖြစ်သူကိုတန်လျာတရခန့်ဖြစ်နေဖဲစီခဲ့ပြီးနောက်မှာဆန္ဒပြသူတွေကအဆိုပါအင်ကွန်မီတင်ရှိုးဖို့အတွက်ကြိုးပမ်းခဲ့တဲ့အပြင်အခင်းဖြစ်ပွားရနေရမှာဒေါသတကြီးနဲ့ရန်လိုရာတွေပြုလုပ်ခဲ့တာကြောင့်ရေတပ်ဖွဲ့ကထိန်းသိမ်းခဲ့ရပါတယ်ဘင်္ဂလားဒေ့ရှ်ဥပဒေတွေအရအထမပြုကျင့်သူတွေကိုတည်တံပေးလေးရှိပေမဲ့ပြီးခဲ့တဲ့ရှင်းနှစ်အတွင်းမှာအထမပြုကျင့်ခံရတဲ့ကလေးငယ်3438ဝန်းထိရှိခဲ့တယ်လို့လည်းသိရပါဗျ။ဒီသတင်းကိုတော့ညင်းကြအောင်ပါပြပို့လာပါဗျ။